ဒီနေ့က6ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာ။အမျိုးတွေကိုဒီနေ့ဥစဉ်ပါပြောချင်တာလဲဆိုလို့ရှိရင်ငင်းကြံကထညက်ခဲအကြောင်းပြောချင်လို့ပါဗျာ။ထညက်ခဲဆိုတာကထညက်ကိုခဲတယ်ဆိုရင်တော့ဘာလဲဆိုတော့ခမရတော့လည်းပြေးပေါ့နော်။သူကတကယ်တမ်းမိုက်မဲ့ခဲမဟုတ်ပါဗျာနော်။ထညက်ကိုခဲတာခွေးပဲရှိပါနော်။ဒါလေးလည်းတည်တည်ချင်ပါဗျာနော်။အမချောင်းနဲ့ဆိုတဲ့ဇာကားကပြောတယ်ဟုတ်လားအမချောင်းနဲ့ဆိုတဲ့ဇာကားဟောင်စီနဲ့ ခေါင်းစီနဲ့တွေ့ပြီးကြတဲ့ကခញ្ញက်ခဲလဲတော်တော်ကြီးကိုဟောပေါ့နော်ခေါင်းစီလိုခေါင်းတက်လာတယ်ပေါ့နော်တိတ်ပြီးမှစစ်ကိုစိတ်ဝင်စားတော့အဲ့ဒါခိုက်ထားကိုစိတ်ဝင်စားပဲနဲ့လေနဲ့ပဲတိုက်တော့လေနဲ့ပဲနေတော့တာလေနဲ့တိုက်တယ်လေနဲ့နေတယ်ဆိုတာကသူတို့တော့တွင်တက်တယ်လေအလဲလဲချမ်းသာရတယ်လို့ပါစီဝါရေးရကြည့်မယ်ဆိုတော့လေအစင်ပြေတာပေါ့ဗျာအစင်ပြေတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ ထញ្ញက်ခဲအကြောင်းอ่ะထញ្ញက်ခဲအကြောင်းပြောကြထញ្ញက်ခဲอ่ะအခုထញ្ញက်ခဲอ่ะနှထိုးကြီးမြင်းကြံပဲမှာသူကဥဆောင်တာပေါ့ဗျာထញ្ញက်ခဲဆိုဟုတ်လားမိုင်မိုင်ခဲဆိုလားထញ្ញက်ခဲဆိုလားဟုတ်လားခွေးခဲဆိုလားမတည်ဘူးအဲ့တော့အဲ့ဘက်မှာသူဥဆောင်တယ်ဒါပေမဲ့ပြောချင်တာကအခုသူကဘယ်မှာလဲဘယ်မှာနေရတော့ဒီအဲ့မှာအခုနှထိုးကြီးဘက်မှာစစ်ကြောင်းထိုးနေရလေဘာလို့မင်းတို့ဖွဲရလဲဟိုဘက်ကနေသက်တိုက်ထိုးနေရလေ ။တကောကတော့ဘာဖြစ်တယ်ညာဖြစ်တယ်မြင်ရအောင်လားဗျ။အခုအဲ့တိုက်ရိုက်ချလေတိုက်ရိုက်လို့လေဒါနဲ့ထိုးတဲ့ခါမှာရှင်ထိုးလေဗျာ။ဟုတ်လား။ဘာဘာအကြောင်းစာရဲ့မိုးကုတ်ကိုဆစ်ပူသွားတယ်။မိုးကုတ်ကိုငါတို့လာရင်မိုးကုတ်ကိုငါတို့ဖြစ်ပြီဟုတ်လား။မကောကောတိုက်ဖို့လာပြီဆိုရင်မအားချောင်းမနေနဲ့အားချောင်းမနေနဲ့ကြာလားမင်းတက်တည်ရှိရင်ခိုင်းတိုက်ကြာလားတကယ်မိုးကုတ်မှာဒါတခုတော့ဝင်လာပါတယ်မင်းတို့တကယ်လို့မင်းတို့ပြောရတဲ့အတိုင်းမိုးကုတ်မှာမင်းတို့ရှိတယ်ဆိုရင်တကယ်ဝင်လာတယ်မင်းတို့တွေမိုးကုတ်မှာတကယ်စုနေတယ်ဆိုရင်တကယ်အတိုက်ထက်ကိုဝင်လာတယ်ကွာအတိုက်ထက်ကိုဝင်လာတယ်နော် ဲ့ဟိုတက်မတော်စေကြောင်းလည်းထူးထူးတွေရှာစရာမလိုတော့တာပေါ့ကွာထူးထူးတွေမလိုတော့တာပေါ့ကြလားထူးထူးတွေမလိုတော့เนาะအဲ့တော့မိုက်ခဲနဲ့ဟောင်စီတို့ကိုပြောလိုက်ဟောင်စီကလည်းပောက်ကိုတော့မကြားစရာမကြားတော့ပြောမဲ့စကားဟောင်စီမင်းကိုငါပြောရမှာဒီကဒီလောက်ကိုရင်ပောက်ကိုတော့ထိုင်အောင်ပြန်လာမယ်เนาะပြန်လာမယ်အဲ့တော့မင်းကမင်း ငါကမင်းမြန်မာနိုင်ငံမှာရှိတဲ့လူတွေကိုဘာလို့မဲညာလို့မဲဆက်ခေါ်တဲ့အခုငါပြသောလေဟာပြန်ပြီးမှပြောတာတွေရောပြန်ပြီးမှမင်းတကယ်ဟောင်းသီးမင်းဟာတာတွေရမ်းပြောရတယ်နော်ဟာတာတွေမင်းရမ်းစကားဟာတာတွေမင်းလူရှင်တော်လောက်အောင်လူရှင်တော်လောက်အောင်ဟုတ်လားလူရှင်တော်လောက်အောင်အဲ့တော့မင်းပြောတဲ့စကားတွေကအရမ်းစီရမဟောင်းစီကြလားအဲ့စကားကမင်းကငါပြောရမယ့်စကားကြလားအဲ့ဒါကိုလည်းမင်းမပေးတယ်နော်ဟာတာတွေရမ်းပြောနေလို့ပြောခြင်းလက်တွေ့နော် အဲ့တော့ဘသူကလက်တွေ့အကောင့်ထဲပေါ်နိုင်တယ်လဲဆိုတာကိုလည်းဟောင်စီကကိုကိုကိုယူဆိုင်မင်းနာမှာရှိတဲ့လူတွေကိုလည်းဟုတ်လားခယူဆိုင်ဟုတ်လားမင်းနာမှာရှိတဲ့လူတွေမင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းခယူဆိုင်ရမယ်နော်ခယူဆိုင်ရမယ်ဒါလေးကိုမင်းတိအောင်ပြောပြရင်းဖြစ်ပါတယ်တိအောင်ငါပြောပြရင်းဖြစ်တယ်နော်မင်းနာမှာရှိတဲ့လူတွေမင်းနာမှာနေတဲ့လူတွေကိုခယူဆိုင်ဟုတ်လားမင်းကဘသူကမှကတ်လို့မသိဘူးမင်းနာကောင်နေရာပဲမင်းတက်လို့တည်မှာမင်းနာကောင်နေရာပြန်ဖမ်းလို့ဖြစ်မှာကြလားပေါ့ကူတော့အဲ့လောက်ရှိပြင်ဟုတ်လား မင်းမဟာချိုင်မကလို့ဘယ်နေရာပဲသွားသွားဘယ်နေရာပဲလာလာမင်းကြောမလုံသေးရဘူးနော်။ဟောင်းစီအတွက်ပြောတာပါဒါတော့ဟုတ်လား။ဟောင်းစီအတွက်ပြောတာနော်။မင်းပါပါကိုပြင်မရတဲ့လူတိုင်းကတက်ဆိုးမရှိဘူးကြားလား။မင်းမမောက်ပြင်မတွေတက်ဆိုးမရှိဘူးအဲ့တော့မိုက်မိုက်မင်းဒီမင်းသာဟိုပြေပမှနေပြီးမှဟောင်းကျင်တဲ့ဟောင်းတယ်ဟုတ်လား။အဲ့မိုက်မိုက်ခဲလဲမင်းလာဒီလာကိုကြီးမကုန်မှာကြားလား။ဟောင်းစီမင်းနဲ့ဟိုပါဘောနော်တောက်စားနေတဲ့အဲ့မိုက်မိုက်ခဲလာထိုင်ရခဲလာလူလက်ဒီလာကိုကြီးမကုန်မှာကြားလားနော်။ ဒီလမဒီလတော့မကုံတော့ပါဘူးဒီလတော့မကုံတော့ပါဘူးเนาะအဲ့မင်းမဲမဲခဲလဲတစ်ညက်ခဲကိုပြောလိုက်ရှင်မောကသူကခွေးမကြောက်ဘူးလို့တအားကြီးဟောင်းမနေနဲ့လို့เนาะမင်းတကယ်တက်တည်ရှင်မြင်းကြမှာမယုံမတော့ခွဲရရစေချောင်းနေရောနှထွေးပဲဒီမှာထိုးနေအမေအဲ့ဒီမှာတခါတယ်ဟုတ်လားငါဒီမှာရှိတယ်ငါဒီညမှာနေမင်းတို့လာခဲဆိုပြီးမှစိန်ခေါ်လို့ကြလားအဲ့လိုစိန်ခေါ်ခိုင်းเนาะအာမိုးကိုကိုသွားပြီးစစ်ကူလာလို့လို့မိုးကိုကိုသွားရင်ပါပဲဘာမှဆက်အကြံထားထုတ်မနေနဲ့ကြလားအချိန်တိုင်တော့မင်း အချိန်တိုင်းတော့မင်းကဂျေးတဲ့မသွားဘူးမင်းအချိန်တိုင်းမင်းသေပေးရမှာကြက်လာမမဲ့ကဲမင်းတလားမကုန်ယူဆိုင်နော်ဘာမှမင်းပပမပြမထိုက်သူမင်းပြမနေရတဲ့ကြောင့်နော်နောက်စားလေးဖက်ပြကျင်လို့ရတယ်နော်စစ်ပွဲကိုနိုင်ရင်စစ်သူကြီးကိုအရင်တက်ရတယ်တဲ့ဂျီပွဲကိုနိုင်ရင်စစ်တပ်ထောက်တောက်တိုင်းတွေကိုအရင်ရှင်းမှရနေတဲ့ပေါကူတော်ဝါတော်ကကြုံစိုးမင်းကြော်စိုးဒီတာယူမလို့ဒီ၅ရောက်ကိုဟောနော်အရင်စမုံလုံးပေးလိုက်အတိုင်းမိတော့ခွဲအေးကြသွားမယ်တဲ့။အော်ပေါကူတော်သူတော့အဲ့လောက်ထိတော့ကြောက်ကြတာလား။ ပုံကိုယ်တော်အဲ့လောက်ထိတောင်လိုက်ရတာလားဘာလက်လက်မှမရှိတဲ့ကိုတော်ကိုလက်နဲ့မှရှိရင်သူတို့ဘယ်လောက်မှလက်မလဲဘာလက်လက်မှမရှိရဒီပါဇက်စပီကာဓမ္မတော်သူတို့ကြီးကြောက်ကြတယ်ဆိုတော့နော်ဟိုကျော်မြင့်မင်းတို့ဆိုလဲနိုင်ငံတော်ဒီပါဇက်စပီကာဓမ္မတွေဟိုကိုကျော်စိုးဆိုလဲဟောမယူမှုကြောက်တယ်ဆိုတာဒီထဲမှာလက်ခံတယ်ဥဝတော်ကတော့အဖွဲကိုကြောက်တယ်ဆိုလဲလက်ခံတယ်ပေါ့ကိုတော်ကိုကြောက်တယ်ဆိုတာပြလက်ခံလို့ပြအောင်ကွာကြလားနော် အဖိုးကြီးနှစ်ပါးကိုကြောက်တယ်ဆိုတော့အဖိုးကြီးနှစ်ပါးမှာဗာလက်နဲ့မကင်ရတာလည်းမဟုတ်ဘူးနော်မင်းတို့ကြောက်အောင်ပါတကယ်တမ်းကြာကြော်ဆိုးဦးလည်းမကြောက်ပါဘူးဥပဒေဝါလည်းမကြောက်ပါဘူးဟုတ်လားကိုကြော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်အောင်ပါဘိုင်းယူမွေကိုကြောက်အောင်ပါဘိုင်းယူမွေကတော့မင်းတို့လိုက်လေရှားနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးနေဆိုတာအဲမင်းတို့စမုံတုံးပြီမှာဟိုကကြာလာအဲမိုင်းယူမွေဆိုတဲ့ဟိုဖိုက်တာနော်ဂျက်ဟိုဂျက်မာဖိုက်တာပေါ့ကွာတို့ကတော့မင်းတို့စမုံတုံးပြီမှာကြာလာအဲ့တော့မင်းတို့ကိုကိုကိုပေါက်ကိုတော့မကြောက်နဲ့နော် ပေါ့ကတော့ပြမားတဲ့ဒူတိုင်းဒူတိုင်းကတော့တဆိုးမရှိဘူးဆိုတော့ဘယ်လိုကောင်းကောင်းမြဲမြဲဖတ်တာเนาะအဲ့တော့မမက်ခဲမဲဒီလာကိုအောင်အသက်ရှိအောင်နေပါလို့ပြောခြင်းနဲ့ခေါင်းစည်းတားကြီးမဟောင်းနဲ့တားကြီးမဟောင်းနဲ့ဖာသတွေအရင်မပြောပါနဲ့မာလတွေအရင်မပြောပါနဲ့เนาะယူကောက်ပွဲအောင်မြင်သွားယူကောက်ပွဲဖြစ်သွားပြီဆိုယူကောက်ပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်မင်းတို့က ုင်းထောင်နဲ့ပဲပြန်သွားမလားဒါပေါ်မင်းတို့အချင်းချင်းတက်လို့ပဲသိမလားဒါမှမဟုတ်မြန်မာနိုင်ငံဝယ်ပြန်လွှဲမလားမင်းအဲ့တုံးဦးတဲ့ကြိုက်ထောက်ယူကြိုက်ထောက်ယူနော်ဒါလေးပဲပြောချင်ပါသေးတာအမျိုးမျိုး